ျွန်တော်ကတော့ဒီလဝါထေချုပ်ဆက်ဥမှာတာဝန်တန်းဆောင်နေတဲ့ဦးမင်းစိုးဖြစ်ပါတယ်လဝါတမကဖွဲ့မှာဥက္ကဋ္ဌအနေနဲ့တာဝန်တာဝန်ယူထမ်းဆောင်နေပါတယ်နောက် WCC မှာလည်းတာဝန်ထမ်းဆောင်နေပါတယ်ကျွန်တော်ကတော့အခုလက်ရှိဖွဲ့ဖွဲ့စည်းထားတာကတော့ဒီကျွန်တော်စတင်ဖွဲ့စည်းတော့2013မှာစတင်ဖွဲ့စည်းထားတာပေါ့။ဒါတော့ဒီကတော့နှစ်နှစ်တစ်ချိန်ပြန်ပြီးတော့ရွေးကောက်တယ်ပေါ့။ အဲ့ဒါကိုမှကျွန်တော်ကဟိုမဲစနစ်နဲ့ပြန်ပြီးရွေးရွေးချယ်ထားတာပေါ့ဆောင်းနဲ့ဂျူဂျေဇူးတွေကတော့ကျွန်တော်ဒီဒီအလုရှင်နဲ့လုံသမားချက်မှာကျွန်တော်တို့ပေါင်ကူသရာသဘောမျိုးပေါ့ညှိနှိုင်းဆောင်ရွက်ပေးရတာပေးရခြင်းဖြစ်ပါတယ်ပေါ့ဒီအလုံသမားရဲ့လူအပ်ချက်အလုရှင်ရဲ့လူအပ်ချက်ကျွန်တော်ကဂျားရဲနေပြီးတော့ကျွန်တော်တို့ဖွဲ့စည်းရဂျားကန် ညှိနှိုင်းပေးရတဲ့ဖွဲ့စည်းပါဆိုတော့ကျွန်တော်ဂျားကန်ကြီးပဲညှိနှိုင်းပေးကြတော့တန်းဟိုဟိုပြိပက္ခတွေတိတ်ပြီးတော့မဖြစ်တော့ဘူးပေါ့အဲ့လိုကျွန်တော်ကျွန်တော်မြင်ရအဲ့လိုမြင်ပါတယ်ခင်ဗျကျွန်တော်မြင်ပြောရင်တော့ဒီကျွန်တော်တို့ဒီလုံသမတ်တမကအဖွဲ့စည်းရတော့ဘဒုဘမဟိုလိုက်နေလို့တော့မရဘူးပေါ့ကျွန်တော်တို့ဒီအလုံရှင်ဆိုလဲအလုံရှင် ဘက်ကလိုအပ်ချက်ရှင်ကျွန်တော်အလို့ရှင်လိုအပ်ချက်ကိုလည်းကျွန်တော်တင်ပြပေးရမယ်အလို့သမားဘက်ကလိုအပ်ချက်ရှင်နဲ့လူများဘက်ကနေပြီးတော့ကျွန်တော်ကတင်ပြပေးရမယ်ပေါ့အဲ့ဒါမှအလို့ရှင်နဲ့လူသမားနှုတ်နှစ်ဘက်ကြားမှာပြည်ပြည်လည်းလည်းညှိနှိုင်းတဲ့လုပ်လုပ်ငန်းဆိုင်တော်မှာအစဉ်ပြေချောမြင့်မယ်လို့ကျွန်တော်ကတော့မြင်ပါတယ်စင်ခေါ်မှုတွေကတော့ရှိတာပေါ့ကျွန်တော်တို့ဒီအလုသမားဘက်ကကြည့်လို့ချင်းလဲလုံရှင်ဘက်မှာ ပါတယ်ကျွန်တော်တို့အလုံးလုံးသမားလုံးရှင်ဘက်ကြတော့လဲကျွန်တော်တို့ကဒီအလုံးသမားဘက်မှာပါတယ်ဆိုကျွန်တော်တို့မှာဂျားထဲမှာတော့နင်းနေတော့ဟိုဂျားထဲမှာတော့နေရထိုင်ရတော့နင်းနေတော့ခက်ခဲရှိတာပေါ့ဒါမလို့ဘလူးဘက်ဖြစ်ပေါ့ကျွန်တော်ကနူးနှစ်ဖက်အဆင်ပြေသွားလို့လုပ်ငန်းစကန်ကန်အဆင်ပြေသွားရင်ပဲကျွန်တော်တို့ကရပါပြီကြည်ကျင်တတ်ပါတယ်ပေါ့နော်ကလေးတွေဆိုတော့မျိုးမျိုးပေါ့တချို့ကလေးကြလဲနားလဲကြပါတယ်တချို့ကြောက်လဲ ဟိုနားမလဲကြဘူးအလုပ်ကျွန်တော်ဒီဒီအလုပ်ဒီအဖွဲဆိုတာတော့သူကတတိယကိုတိုက်ခတ်ရမယ်ဆိုတော့အလုပ်အမြင်လည်းရှိတယ်တချို့ကလေးကြလည်းနားလဲပါတယ်ကျွန်တော်ပေါ်လည်းနားလဲတယ်အဖွဲစည်းပေါ်လည်းနားလဲတယ်တချို့ကြလည်းနားမလဲဘူးအဲကြကျွန်တော်ရှင်းပြရတာပေါ့နှစ်ချုပ်ပြောစရာရှိတယ်ကျွန်တော်ဒီ သမဂ္ဂအဖွဲ့ရတော့ဗောနော်ကျွန်တော်တို့ဒီအလုပ်ရှင်နဲ့လုံသမားကြမှာကျွန်တော်တို့အဖွဲ့စည်းဒီပေါင်းကူသတာဖြစ်တယ်ဗောအဲကြောင့်မို့ကျွန်တော်တို့ကဒီအလုပ်ရှင်နဲ့လုံသမားကြမှာပြည်လဲဖို့အတွက်ကိုကျွန်တော်တို့ကဈာရရတေချာလေးညှိနှိုင်းဆောင်ရဲ့ပြီးစီခြင်းတယ်ဗောဟိုတစ်ဖက်တစ်ဖက်ကိုလည်းဟိုဖီယာမပီးပဲနဲ့အလုပ်ရှင်ပဲလည်းဖီယာမပီးလုံသမားပဲလည်းဖီယာမပီးပဲနဲ့ဈာထဲမှာဟိုပေါင်းကူသဘာပေါင်းကူသတာသဘောမျိုးဗောနော် နူးနှစ်ဖက်ကိုပြည်လဲအောင်ညှိနှိုင်းပေးနိုင်တော့အဆင်ပြေမယ်လို့တော့ကျွန်တော်ကမြင်ပါတယ်ခင်ဗျ မနာမည်ကတော့ဒေါ်အေးတီတာဖြစ်ပါတယ်။လောကအထည်ကျုံမှာစူပါဗိုက်တာနဲ့တာဝန်ထမ်းဆောင်နေပါတယ်။အလို့သမားတမကအတွင်းမှုရာတွေကိုယူထားပါတယ်ရှင်။လုံသမားနဲ့လှုပ်ရှင်ကြမှာတော့လုံသမားတွေရဲ့လိုအပ်ချက်ကိုကျမတို့ကကြားထဲကနေပြီးတော့ညှိနှိုင်းဖြည့်ရှင်းပေးရတယ်တောင်းဆိုပေးရတယ်တောင်းဆိုလို့မှတကယ်လို့အဆင်မပြေဘူးဆိုရင်ညှိနှိုင်းပေးရတာပေါ့နော် လှုပ်ရှင်တဲ့လှုပ်သမားကြမှာအဆင်ပြေချောမွေ့အောင်လို့ဂျားတဲ့ရနဲ့ဂျားခံသဘောမျိုးနဲ့ညှိနှိုင်းဖြည့်ရှင်းရတာပါကျိုးကိစ္စလေးတွေကြတော့လဲအသေးမွားလေးတွေဖြစ်တဲ့အခါကျတော့ဖြည့်ရှင်းရတာလွယ်ကူတယ်လို့ပေါ့နော်လွယ်ကူတဲ့ကိစ္စလေးတွေကြလို့ရှိရင်လဲဒီလိုအလုပ်သမားတွေဘက်ကအမြင်ဆောင်တာလေးတွေအလုပ်ရှင်ဘက်ကအမြင်ဆောင်တာလေးတွေတော့နည်းနည်းပါးပါးတော့ခံရတာပေါ့ဒါပေမဲ့အချိန်တန်ရင်တော့ပြေလည်သွားပါတယ် အဲ့လိုအချိန်ဆက်နေတော့ဟိုနှစ်တာဟိုတချိန်တော့2021ရဲ့ပထမဦးပိုင်းမှာတော့အတော့တင်တန်းလေးတွေဗားလေးတွေပို့ချတာတော့ရှိခဲ့ပါတယ်အခုနောက်ပိုင်းမှာတော့မရှိပါဘူးဟိုကိုဆက်ရုံအတွက်ပဲကိုဖြည့်ရှင်းပေးနေရတာပေါ့နော်အဲ့ဒါပါပဲဆက်ရုံနဲ့ကတော့ဆက်ရုံဘက်ကမီးပေးဆိုင်ရာတွေ အဲ့လိုပေါ့နော်ကျမ်းမာရေးရှေ့ဥတုနာပြုနည်းလေးတွေအဲ့ဒါလေးတွေကတော့စက်ရုံဘက်မှာတော့ပေးတာရှိတာပေါ့အဲကျမတို့အလုံးသမားသမက်ကတည်တံ့ပေးတယ်ဆိုတော့မရှိဘူးပေါ့နော်ဒါစက်ရုံကနေပေးတာပေါ့ဒီခြေနေမျိုးမှာကတော့ကျမတို့အလုံးသမားသမက်ကအနေနဲ့ကတော့အလုံးရှင်နဲ့ဒီကလေးတွေရဲ့အပေါ်မှာရောအကောင်းဆုံးတော့ဖြည့်ရှင်းပေးနေတာပေါ့နော် ။ဘာဖြစ်လို့လဲဆိုတော့ကိုလည်းအလုသမားတတ်မှတ်ကတချင်ရအလုသမားပဲလေ။ကိုနေရအလုသမားပဲဆိုတော့ဒါဟိုဒီလှုပ်ရှင်တဲ့အလုသမားကျွန်းကိုင်းမီကိုင်းကျွန်းမီပဲ။အလုသမားဘက်ကလိုအပ်ချက်ကြီးပဲတောင်းဆိုလို့မရသလိုကျမတို့အလုရှင်ရှိမှလည်းကျမတို့အလုသမားတွေအဆင်ပြေမှာဆိုတော့ဖြစ်နိုင်တဲ့အတိုင်းတာလေးဥပေါ့နော်။အလုသမားတွေဘက်ကနေအတက်နိုင်ဆုံးတောင်းဆိုပေးတာပေါ့။ သမီးလှုပ်တာ73နှစ်ဟိုဟာလီတာပေါ့သမီးတို့ရဲ့လုပ်ငန်းရဲ့ပေါ့နော်လာတာနဲ့ကိုရတဲ့လာတာနဲ့မိသားစုကိုထောက်ပံ့နိုင်တယ်သမီးတို့ကကြတော့ဒီမှာဟိုလုံတက်ကလည်းကြာပြီဆိုတော့လေလုံတက်ကလည်းကြာပြီဆိုတော့မိသားစုလိုမျိုးဖြစ်နေပါဘူးပေါ့နော်တကယ်လို့အခက်အခဲရှိလို့ရှိရင်အဆင်မပြေတာအခက်အခဲရှိတာ ကိုယ်နိုင်တဲ့ချင်းချင်းလုံးတာအဲ့လိုမျိုးတွေရှိတယ်ဆိုရင်ထပ်မှလူကြီးတွေရှိပါတယ်မယ်။အဲကြလို့ရှိရင်သမီးတို့ကလူကြီးတွေကိုပြောပြတယ်ပြောပြလို့ရှိရင်အကုန်လုံးလူကြီးတွေကလည်းညှိနှိုင်းပြီးတော့ဖြည့်ဆင်းပေးပါတယ်။ဟိုတကယ်လို့အခက်အခဲရှိတယ်ဆိုလို့ရှိရင်သမီးကလည်းဒီလူသမားဖွဲ့စည်းတဲ့မှာပါတယ်လေ။ပါတယ်ဆိုတော့ကလေးတွေကသမီးတို့တွေကိုလာပြောတယ်။ဒါပေမဲ့မအကြီးဘယ်ဟာတော့ဘလို့ရှိတယ်သမီးတို့ကတော့ဘာအဆင်မပြေဘူး။အမဟိုလုံးလုံးရတာခက်ခဲရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ချင်းတမိတို့ကထက်ကလူကြီးတွေကိုတင်းပြတယ် တင်ပြရင်သူကအားလုံးအဆင်ပြေအောင်ညှိနှိုင်းပေးတယ်ဖြည့်ရှင်းပေးတယ်ပေါ့နော်ခက်ခဲရတော့အဲ့လိုမျိုးခက်ခဲတော့တမလို့မှမရှိပါဘူး